မအားလာလမ်းကမှာနီးတယ်လို့ထင်နေမအားလာလမ်းကြီးကောင်းနေအကုန်လုံးမင်းတို့အားလုံးဟာလေဗမာပြည်ကြီးကိုပွတ်တရွကျွန်ဖြစ်ရချင်းရဲ့တရခံတွေကြီးပဲစောကနေပါထွက်လာပြီးတတိတက်သွားတယ်အဲ့လိုဖြစ်တာတော့ပိုးကြီးစမ်းကျော်ကတေသွားပြီတဲ့နဲ့တေသွားလဲအေးရောအေးကတော့စမ်းပြူအောင်ကြာပါပြီဆိုပြီးတော့လမ်းတော့တပြော့တက်သွားကြတယ်ယူချန်နေပြီးဖွင့်ပြီးတော့ဘောလုံးပဲစားပြောနေကြတယ်ကောင်းတယ်ကောင်းလို့တန်းစီယူပါးတွေပဲရိုက် 是大吉头耶，冇扫码撇币，冇扫码撇币。 ားလုံးပဲမင်္ဂလာပါရွှေဖမ်နီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့ KNB နဲ့ Rigor မြို့နယ်လောပိတာအခြေဆိုင်အမှတ်36နဲ့အမြောက်တရင်ကပိုကြီးစန်းကျော်ဝါတက်တက်ကြီးဖြစ်သူတာဝန်ကိုဝရင်ကျောင်းရဲ့ရိုက်တိုက်ခဲ့တယ်လို့တပ်သွင်းသတင်းရင်းမြစ်က MBA ကိုပြောပါတယ် ီးခဲ့တဲ့အော်တိုဘား9ရက်ကလွိုင်းကုံမြို့အချင်းဦးစီးဌာနမှာအမြောက်ပစ်ကိုပေးဖို့တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ကြီးစန်းကျော်ဦးဟာတန်းစီလူစစ်ချင်းတန်းစီဘောနောက်ကျခဲ့တဲ့တက်တက်ကြီးတန်းဝင်ကိုဝစစ်တုံးရဲ့ခြေတလုံးပေါင်းတင်ပါဝမ်းပိုက်နဲ့ရှင်ဘတ်နေရာတွေကိုရှိုင်းနိုင်ခဲ့တဲ့အပြင်ကန်ကြောက်ထိုးချိန်မှုတွေပြုလုပ်ခဲ့တာပါ ဆရာကြီးကိုအဲ့လိုတွေလုပ်ပြီးတော့ပြစ်ဒဏ်ပေးတယ်ဆိုပြီးမျက်ရှင်းမို့လွတ်ခဲ့တယ်။အဲ့လိုဆေလိုခဲ့လို့ဆရာကြီးကမျက်ရှင်းမို့သွားနေတဲ့အချိန်မှာလဲကျသွားတယ်။ဘလောက်တောင်နှိမ့်ဆက်ခံရလဲဆိုရင် ဆော်ကနေမစင်တွေပါထွက်လာပြီးတတိလစ်သွားတယ်အဲ့လိုဖြစ်တာတော့ပိုကြီးစန်းကျော်ဦးကတေသွားပြီတင်တယ်တေသွားလဲအေရောထောင်ကျပြီးထွက်မယ်ဆိုပြီးကိုပြောတာလို့ရိုက်ကော်မြို့နယ်ရှိတက်တွင်းတရင်ရင်မြစ်က MBA ကိုပြောပါတယ်အခုလိုနှိမ့်ဆက်ခံခဲ့ရတဲ့တက်ကြစီတာဝန်ကိုပိုးကြီးစမ်းကျော်ဦးကိုတိုင်းဆိုင်ကနဲ့ရိုင်းကော်မျိုးတက်မတော်စီယုံကိုလိုင်းရန်ပို့ဆောင်ခဲ့ပေမဲ့လမ်းမှာပင်တည်ဆုံးခဲ့ပါတယ် ဒါပေမဲ့ဗိုလ်ကြီးစန်းကျော်ဦးအရေးယူမခံရရဲ့အတွက်တယင်းဌာနချုပ်တာဝန်ရှိသူတွေဟာတက်တက်ကြီးတာဝန်တည်ဆောင်မှုဟာအခြားရောဂါတစ်ခုနဲ့တည်ဆောင်ရလို့လိမ့်လည်ပြီးဒေတာစစ်စရင်ကိုကဲမိုးဌာနချုပ်ဒါကဆာလွိုင်းကိုကိုလိမ့်လည်တင်ပြထားတယ်လို့သူကပြောပါတယ်ဘလော့တောင်လူမဆန်နဲ့လုံရဲ့လဲနော်တက်ချက်ကြီးအဆင်ရှိတဲ့ကောင်ကိုတောင်မှဝရင်တုံးနဲ့ရိုက်တက်လိုက်တာတဲ့ကျန်တဲ့လက်အောက်ငယ်သာစက်မှုထမ်းတက်သားတွေဆိုပြောမနေနဲ့ရှေ့တန်းမှာပေးသေးနေတာလဲမထူးဆန်းဘူးကျွန်တော်မိသားစုတွေ

ုံးကျွန်တော်မိသားစုတွေချစ်နေလိုက်ကြတာကိုတော်ကိုချစ်နေတဲ့သူတွေကတော့အသေးကွဲကြီးပေါ့ဗျာအမကြီးကတယောက်တည်းအပိုင်သိမ်းပလိုက်တာမင်းတို့ပြောတော့အမှုပညာရှင်တွေကတော်ထဲမှာစုပ်စုပ်ဖြတ်ဖြတ်နဲ့နေရမယ်ဆိုတော်နိုင်လို့ရင်ဒီမှာကြည့်နော်ပွဲတစ်ပွဲနဲ့ဒေါ်လာတစ်သိန်းတော့ရတယ်ကိုတော်မင်းတို့ဘောမှအမှုပညာရှင်တွေရလားနည်းနည်းလှုပ်ကြည့်လိုက်ဒီပါမှာဂျပန်လိုနေရာမျိုးမှာဒီဗီဒီယိုလေးရလေကျွန်တော်တို့အတွက်တော့အထူးစပယ်ရှယ်1 1တာစရာလေးပေါ့နော်ဟိုဘက်ရက်ွက်တက်တော့လောင်မြိုက်စရာလေးပဲကြည့်ကြည့်အောင် ပိုရနာရတိရာအဆန်းလာလို့တချို့ကလည်းအချိန်အောင်ဖြစ်တယ်ကျိုးကျွန်တော်မိသားစုတွေမျက်တွင်းတွေလည်းမဲနေပြီနောက်ကတရားဆန်နေဒီရုပ်နဲ့ဒီမျက်နှာနဲ့မလိုက်လိုက်တာဗျာဆန်းတာပေါ့ပူရနာရာတိရာကောင်းတဲ့ဘဝမှာဆိုဘူးမဟုတ်ဦးချင်းဘူးလေမြန်မြန်ရှင်းရင်လည်းရှင်းလိုက်တော့မင်းသိရင်ငါတို့ပြည်သူတွေဝမ်းသာမဲ့သူတွေတပုံကြီး ဒါကသင်္ကန်းအရေးခြုံထားလို့ပြည်သူမြစ်တာတွေစူးနေတာပြည်သူကျိန်သားတွေစူးနေတာလို့ခေါ်တယ်သင်္ကန်းတို့တော့အားနာပါတယ်သင်္ကန်းကိုလည်းယူသေးပါတယ်လူတို့တော့เนาะမြန်မြန်ကြွပါဖုံးပြန်ပွဲကိုစီစီကားကားနဲ့เนาะဒိန်းတောင်ကိုဖျော်ဖြေခိုင်းမယ်ကျင်တ်ကြလာကျွန်တော်မိသားစု PDF ကတက်ပြီးရှော့လို့လေကျင်တ်ကိုစောင့်ကြံပြီးတော့ဖုံးနဲ့ပြောလာဘာပြောမအောင်ပြောပြောပြောအကျိုးကျိုင်းရမှာဖြစ်တယ်အောင်မယ် hey စတားချစ်သူရေမဟုတ်ဆိုမှဖြစ်ပြီးမဟုတ်ဆိုမှဖြစ်ပြီးကဲမဲဖောက်မဲ့သူတွေတန်းစီလို့ရပါပြီကျွန်တော်ညီနောင် သွေးချင်းတွေဘသူများမဲဖောက်ချင်လဲဒီမတိယမခကလုံးမတိစု လိုစက်သားမရဖြစ်ရတယ်နော်သူတို့ဘယ်လိုပြောမှလဲဟိုလိုစိတ်များတဲ့သူဆိုရင်တော့အဆင်ပြေတယ်ဗျတယောက်ကိုတစ်နှစ်လောက်ပဲပေါင်းရတာဆိုတော့လေอืมဟုတ်ကဲ့ဗျလိုတိုရှင်းသတင်းလေးနှစ်ပုဒ်ကိုဖတ်ပြပါဦးမယ်မြန်မာနိုင်ငံတဝမ်းအကျန်းဖက်ဆက်ခွေးကောင်စီတပ်ဖွဲ့ဝင်ကောင်80ရတော့ကျွန်တော်ညီနောင်သွေးချင်းတွေရဲ့လက်ချက်နဲ့နေရာမှာတင်ဆန့်ငင်ဆန့်ငင်နဲ့တေဆုံသွားကြောင်းကြားသိရတယ်အကောင်80ကျွန်တော်မိသားစုတွေဂျင်းနဲ့တရာကျော်အားမှာ တနင်္လာရီတိုင်းဒဝယ်မြို့နယ်အာမတ332တိုင်ရင်မှာလက်နက်ခဲယံဖို့ဆောင်ရထွက်လာသောစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ခွေးတပ်ဖက်မှ၅ဦးသေဆုံးခဲ့ကြောင်းဒူကရက်စစ်ကြောင်းမှတာဝန်ရှိသူတဦးကနေပြီးတော့ထုတ်ပြန်ထားတယ်။လက်နက်ခဲယံများစွာလည်းရရှိလိုက်တယ်။ခွေးငါးဟောင်လည်းတေသွားတယ်ဆိုတော့အလွန်အမတန်မှချီနူးစရာကြီးပေါ့ကျွန်တော်ပြီးသားစုကြီးရဲ့ဂျင်းနဲ့တဲ့ ီဗီဒီယိုလေးကလည်းကျွန်တော်ချစ်ရတဲ့ဘိုးတော်စော်မတွေ့ရကြာပြီဖြစ်တဲ့ဘိုးတော်စော်မအားလာလမ်းမနီးရင်နဲ့ဆိုတဲ့သူတွေအတွက်ကိုပညာသားပါပါလေးဘယ်လိုပြောထားလဲဆိုတာမအားလာလမ်းကမှနီးတယ်လို့ထင်နေမအားလာလမ်းနီးကောင်းနေအကုန်လုံးမင်းတို့အားလုံးဟာလေဗမာပြည်ကြီးကိုပွတ်တရကျွန်ဖြစ်ရခြင်းရဲ့တရခံတွေကြီးပဲဗမာပြည်ကိုပွတ်တရသိမ့်သွားပြီမအားလာလုံးလိုက်မှဗမာပြည်ဟာ ကွတီယိုကထအဆိုထထိုင်းဆိုထိုင်းရတဲ့ဘဝရှင်မရောက်သွားပြီမအားလားဟာသူ့ထိုင်းကုံအာနာတင်းငယ်ကြီးအတွက်တိုင်းပြည်ကိုကွတီယိုလက်ထဲထိုးအပ်လိုက်ပြီအင်းကွတီယိုဟာဗမာမျိုးတွေမြစ်တွေတောင်တွေပင်လယ်တွေတရံဇာတတွေအကုန်လုံးစိတ်ကြိုက် ချဲလဲခြင်းတလို့ချဲလဲလုံနိုင်ဖို့အတွက်မအားလားကိုလူမိုက်မွေးလိုက်ပြီတိုင်းပြည်လွတ်လပ်ရေးကိုကာဝယ်ဗမဲကြွေးကြော်နေတဲ့ အမတ်တမတော်ကြီးဆိုတာဟာလေကွစ်တီကိုအကျိုးစီးပွားကို အသက်ပေးကာကွယ်ကြမယ်တမတော်ကြီးဖြစ်သွားပြီကွစ်တီရောနော်ဗမာပြည်ကြီးဟာလေစနစ်တကျဖြည့်ဆည်းခံထားရပြီလူတွေရဲ့စိတ်ဓာတ်တွေအသေးအတွေးအခေါ်တွေအမှုအကျင့်တွေအားလုံးနှိမ့်ကြသွားအောင်အချိန်ယူပြီးဖြည့်ဆည်းခံထားရပြီမစည်းလုံးမညီညွတ်အောင်အချင်းချင်းတွေးကွဲအောင်အမုန်းတွေအာဃာတတွေအုံမြင့်ချခံထားရပြီ ဟုတ်တာအကျိုးစီးပွားလောဘအတွက်ဆို အာနှစ်ခုတိုက်တူးရဲအောင်အင်းအဲ့ဒီကိုတောင်းရုံစားရဲအောင်ငွေဆက်အသွင်းခံထားရပြီမအားလာဟာကွဋ္တိယအာကိုနဲ့ကွဋ္တိယရဲ့စောဘွားအဆင့်နဲ့ပဲတိုင်းပြည်အာဏာကိုဆက်လက်ချုပ်ကင်ဖို့လုပ်နေတယ်အဲ့လိုလုပ်နိုင်ဖို့မအားလာဟာကွဋ္တိယကသူ့ကိုလူမိုက်မွေးတယ်လို့อืมသူကလည်းလူမိုက်တီးပြန်မွေးလာပြီ ရက်တွေရွာတွေမြို့တွေနယ်တွေဤနယ်တွေမှာဆိုင်ရာလက်လက်ကైအဖွဲ့လူမိုက်တွေကြီးစိုးကြတော့မယ်ရက်ွက်တွေလမ်းတွေမှာတောင်းလမ်းမတော်ဟိုးတုတ်လိုလူမိုက်တွေအရဲဝင်မိုက်ခွင်ရတော့မယ်อืมဥပဒေဆိုတာတနက်ပြောင်းဝဖြစ်တော့မယ်ဟုတ်တာဆိုင်ရာလက်လက်ကైတွေကပါဇက်ကဥပဒေဖြစ်တော့မယ်อืมမဟာလာဟာဥကိုသာမဆန့်ကျင်မတော်လာနဲ့ကျန်တာကြိုက်တာလို့ဆိုပြီး တပိအယူလုံးတော်မယ်။ဟင်းဗမာပြည်ကိုအပိုင်းပိုင်းအထစ်ထစ်ခွဲပြီးလက်နဲ့နဲ့အုပ်ချုပ်ကြတော့မယ်။အနေစာအချောင်နဲ့လူတစုနဲ့ဒုက္ခပင်လေဝေမဲ့ဤသူလူတို့လူဒန်းစားနှစ်ခုကစင်းရဲချမ်းသာအယံဝါဟကွာကြတော့မယ်။အဲ့ဒါမအားလအခုရှောက်နေတဲ့လမ်းပဲ။အားအားလချီတက်တီဆောင်မဲ့နေချင်းစပွဲဗမာပြည်ဟာအဲ့ဒါပဲ။ မအားလာကိုထောက်ခံတဲ့ကောင်တွေဥပေါင်းအားပေးတဲ့ကောင်တွေမအားလာလမ်းကမှာ နီးတယ်လို့ထင်တဲ့မအားလာလမ်းနီးကောင်တွေအကုန်လုံးမင်းတို့အားလုံးဟာလေဗမာပြည်ကြီးကိုကွစ်တရုတ်ကျွန်ဖြစ်ရခြင်းရဲ့တရခံတွေကြီးပဲကျေးဇူးတင်ပါတယ်ကျွန်ဆက်လို့အမိရပါတယ်ဘုရောစောဟုတ်ကဲ့ဗျာဘုရောစောကျေးဇူးထူးတင်ပါတယ်ကြပြားလေးအတွက်အရန်ကောမှာလေးစားလှပါတယ်တကယ်တမ်းစဉ်းစားကျွန်တော်နိုင်ငံเนาะ တရုတ်ကျုံဖြစ်ရတာတော့ရှင်းလာစရာမရှိဘူးကျွန်တော်တို့နိုင်ငံမှာလူသားအရင်းမြစ်အသက်ရန်စားတအားလုံးအားလုံးဘာတစ်ခုမှကောင်းကွက်ဆိုတာ မရှိတော့ရှားနေမိန်းကလေးငယ်ငယ်ရွယ်ရွယ်ချောချောမောမောလှတာပါတာလေးလေသူတို့စိတ်ကြိုက်ပျော်တော်ဆက်ငွေပေးရင်ဘာမဆိုရလဲဆိုတဲ့ဒီစောက်ချက်ပုကျင်းစိုးအုပ်စုသူတို့သာဆက်အာနာတီမြဲသွားရင်ကျွန်တော်တို့မြေးစင်စင်ဆက် မတွေးရဲစရာပဲကျွန်တော်မိသားစုလေးအဲ့တော့အဲ့ဘဝကြီးကိုအယောက်မခံကြပါနဲ့လို့ကျွန်တော်တို့ညီနော်အခုနေ့အချိန်မှာထိန်းလို့တိန်းလို့နိုင်တဲ့အချိန်မှာအားလုံးတွဲလဲညီညီသွားကြပါရေကွန်ရေကန်စူးစားပေးကြပါလို့နေ့စဉ်ထိုက်တွန်းပြနေရတာဗျကဘာလုံးစခန်းလို့နာမည်ကြီးတဲ့နတ်ရေကန်ဗျူဟာကုန်းကတော့ငရဲကန်ဗျူဟာကုန်းဖြစ်သွားပါမယ်เนาะဒီနေ့လုံးဝလုံးစုံ အားလုံးရှင်းလင်းပြူပါပြီးရရှိဘူးလို့ထုတ်ပြန်ကြေညာလိုက်တယ်။နော်အဲ့တော့နိုင်ငံပြူပါကောပထမ၁၇ရက်နေ့တည်းကအမှန်တကယ်ကြီးရတာ။အဲ့ဒါကိုစစ်ခွေးငထင်းကဘာပြောတာလဲကြည်ွားလိုက်။ဒီကောင်ဒီကောင်နေပြောခဲ့တဲ့စကားလေတချဲမှလည်းမမှန်ခဲ့ဘူး။ဒါလည်းဆောက်ရှက်မရှိဘူးထပ်ထပ်ပြောလေ။အခုတော့မှကြည်ွားလိုက်။နော်ငထင်းကကျွန်တော်အကြောင်းအတူလင်းကားကတော့ပြောဘူးလေကျွန်တော်ပြောလိုက်ဗီဒီယိုဖိုင်တင်လိုက်ပြီးပြန်ဖြတ်လိုက်နောက်တစ်ခါပြောလိုက်တင်လိုက်ပြန်ဖြတ်လိုက်အခုလည်းကမှ ဟိုကျွန်တော်မင်းကဗလာကြီးနားထောင်နေလို့ငထိပြောထားတဲ့ဗီဒီယိုကိုမကြည့်ရအဲ့တို့စတိရနေကြီးအတိုင်းပေါ်ဒီမှာဟာသူကပြောကြတာလေးရဒီဗီဒီယိုရင်းပြီးပြီးအော်ကြောက်ရောကတိလေးပါတော့ဆိုလေအာငါကကြောက်ချက်ဆုံးလို့ဘာလို့ညာလို့လဲသူတို့လည်းပြောရလာမြည်သူစတိရနေကအော်လို့အော်တယ်လိုင်းပေါ်ဒီမှာအော်ကြတယ်အဲ၁၂ရက်နေမှာကျတော့ဘာလို့လဲဆိုတော့ကုတ်ကြီးရကအေးစကန်တော့ကိုတက်လို့အသိမရရှိအဲကုတ်ကြီးရကမသိချင်မြန်ပြောရမယ်ဆိုဒီနေ့ကတော့စကန်ရဲ့အောက်ကြီးလိုက်ကားလမ်းရှိတယ်နော်ကားလမ်းပြီးမှရှိရောကုတ်ကြီးပြီးရင်ပစီပြီးရင် အဲ line now အဲဆိုရဲရွာလေးရှိနော်ပစိနေကိုကြီးနေရာဒီကကြာတယ်အဲ့အဲ့စကန်ပြာစကန်ကုန်းဝင်ဝင်အောက်မှာရှိတာပေါ့နော်အောက်ကကလန်းအောက်မှာရှိတာပေါ့အဲ့အောက်မှာရှိရဲနော်အဲ့ရွာမှာရှိတယ်ကိုကြီးရွာမှာရှိတယ်ဒီ damage စကန်တော့ဘူးတော့ကြာသွားတယ်နော်အဘိုးအဘိုးတိုက်ဝင်စင်းကနေအောက်မှာရှိတယ်ကောင်တော့နော် true ရစတောင်းလေးအတက်ခတ်လေလို့ကျေကျေတခြားနော်သူပြောကုန်ဆက်ကြည့်နော်အာသူကအခု command 22နာရီကပြောထားတာဒီ video file နော် အခုဒီနိုင်ငံစခန်းအလုံးစုံသိမ်းမဲ့ရရှိတာအခုမှတရင်တက်လာတာပေါ့နော်ကြည့်စားရတဲ့ရှင်ကြီးပါမအဲ့ရောက်မှရှိရဲအဲ့ရောက်ကိုကြီးရောက်တယ်မဟုတ်တင်ရရှိပါအဲ့ရောက်မှအေးစကန်းတခုရှိတယ်အဲ့တော့တော်တော်တင်ရရှိလို့ပြောကျွန်တော်ဒေတာ channel တွေမှာတင်ထားတယ်အဲ့တော့မနေ့ကတော့ပြောတာရှိတယ်နော်အဲ့တော့အေးကတော့စကန်းပြောအောင်ကြာပါပြီဆိုပြီးတော့လမ်းမတပြောတော်ကြတယ်အော်အေးစကန်းတခုကိုတင်မဲ့ရရှိရဆိုတာကိုမင်းတို့ Telegram channel မှာတင်ထားတာကိုမင်းကပြန်ပြောတာအေးအေးဟုတ်တယ်ဟုတ်တယ် တော်တော်ကောင်းတဲ့တဲ့ရင်ကိုမစိညရကွာငထင်းရဖင်းဆော့ဖိုးမဆော့ဖိုးပဲဒီလိုအပြည့်ကြီးအကုန်လုံးပေါ့နော်ယူချန်နယ်တွေဖွင့်ပြီးတော့အော်လိုပဲသားပြောနေကြတဲ့ကောင်တွေကတော့တန်းစီရောပါးတွေပဲရိုက်ပြောပြီး YouTube channel တွေပူပြီးပတ်လို့ပဲသားပြောတယ်သူက YouTube channel မဖွင့်ဘူးလေနော်ဟိုကသူ YouTube channel လက်ချင်ညာနေဒီကောင်တွေကပါးစပ်နဲ့ဖင်ပါနေတာကွာသူများတွေကိုအာနိုင်ဟိုဟိုဘယ်လိုကနိုင်ငံခြား OIC ထောက်ပံ့ငွေယူပြီးတော့ကလာရေး order အခုတူးမဲ့လေးမင်းအောင်နိုင်ကြီးကအဲ့ဒီ နေပြီးတော့မှဗလီဆောက်တော့ဘာသာမှမထွက်ရတော့ဘူးအကလားနဲ့ညီကိုဖြစ်သွားတဲ့ချက်ချင်းနော်ပြောပြောရပြောပြတာနော်အာဒီကောင်တည်းကတကယ်ဖာချတာကောင်းတယ်အခုလည်းမဖြစ်လေ YouTube channel တွေဖွင့်တယ်သူက YouTube channel မဖွင့်ဘူးသူ YouTube channel ဖွင့်တယ်ကြည့်မဲ့လူမရှိလို့ Okay လူချင်းကငန်းငန်းတက်နေတယ်အကိုစင်နဲ့ကိုမတည်ဘူးအော်ဒီကောင်တွေဘဝကလေတကယ်မှအတိတ်ခါမရှိတမာတိမရှိတဲ့ပေါ့လို့ဘယ်သားတွေ Okay အခုလည်းမကြည့်သူပြောတာနားထောင်ပါပြီးကျတော့တင်းဖက်ပြန်တည်လား ပါးတွေပဲဘာလို့ဆိုမူးစီကြွားပင်ရနေပါလဲဒီမကန်းနဲ့တက်ပါမှာနော်အဲ့ကိုထင်းကဘောရနေပါလဲဘာတွေလုံးနေရလဲပွင့်လင်းရစီဆောက်ဒီပွင့်လင်းရစီတော့ရောက်တယ်ရောက်ရင်တော့အော်ပွင့်လင်းရစီတော့ရောက်ရင်အဲအားလုံးရှင်နေတဲ့အတိုင်းဖြစ်လာဖို့အမဟုတ်မင်းမင်းမနစ်ကတော့ပြောခဲ့တော့အဲ့လိုပဲလေဘယ်လိုပြောလဲနော်ဟမ်ဟိုတနည်းကပြောခဲ့တော့ကမင်းဘယ်လိုပြောခဲ့လဲအဲ့လိုပဲ perception မရှိတာလားမင်းတင်ခဲ့တဲ့ဗီဒီယိုပိုင်းအဟောင်းတွေမင်းပြန်ကြည့်စမ်း ဘာတွေပြောခဲ့တယ်မင်းပြောခဲ့တဲ့အတိုင်းဖြစ်လာခဲ့လားမဖြစ်လာခဲ့လားမင်းတို့ခွေးလို့နွားလို့ရှုံးခဲ့လားနဲအခုလည်းနိုင်ရံကပြူပါကုန်တရင်ဖတ်ရမယ်စောက်ကြည့်ဟမ်စောက်ချက်မရှိတဲ့မြောက်မြောက်လုံးမာတာဟမ်ရှိတော့တယ်ဘာဖြစ်လို့ဆိုကိုရင်းရေကန်ပြင်းနေကိုစစ်စင်နှောက်ရောက်ဘူးလေနော်စစ်စင်နှောက်ရောက်ဘူးလေရေကန်ပြင်းနေကအာစစ်ကြောင်းတွေတွာလာရလွယ်ကူဆုံးနေနေလို့ပြောလို့ရတယ်အေးချမ်းမတမောင်အတက်ကချင်းမုံမယ်ဆိုလဲတွာလာရလွယ်ကူတယ်နှိမ့်မဲ့သွားရောက်ရှိနိုင်တယ်အနေကရှိတယ်နော်ရေကြောင်းလေကြောင်း ုံကြောင့်အကုန်သုံးပြီးလို့ရတယ်ဒါပေမဲ့အမြန်ဆုံးကလည်းရေချောင်းပေါ့နော်အဲဒီကင်းတော်လည်းတော့ရေချောင်းပေါ့မပင်နေတဲ့တော်လေးကဒါပေမဲ့တော့မိုးရင်းညရင်တကွနော်တို့ရှိတယ်အဲ့ဒီနော်ခါလောက်လေးနော်ပေါင်လောက်လေးကလေးပါလေအဲ့ဒါပွင့်လင်းရစီရောက်နေတာကြတော့နော်ထူးကြမယ်လို့ထင်တယ်ကိုလေးတူတူပြောအမြင်ပေါ့နော်အဲ့တော့ကူးလက်ရှိမှာသူတို့ကပြပြပြန်ပြတာနဲ့ကောင်သူကသူကသူကညောင်းကြောက်ပိုင်းလာတာဆိုပြီးတော့ပေါင်နေကြပြီမယ်လေနော်ဟုတ်မှာ ဒီရမတ်ဖွဲ့ကြီးကတော့မအလန့်ပြရတယ်နော်ပင်လယ်မှာစစ်တမောတွေ့လို့လက်မအလန့်ပြရတယ်နော်အလန့်အလန့်အလန့်ပြရတယ်တတိဝိယနေရဖို့ဟုတ်ပြီလားမေပြပြခမားပြပြရင်မပြူရင်းပြီးအော်တော့အဲ့တော့ဘလူးကပြောတယ်ဘေဝါပြောတယ်ချင်းနေလာနေလာကြကြားတယ်နော်အဲ့ဒါတော့ငထိန်ကုံခဲ့တဲ့22နာရီလောက်ကတင်သွားတာနော်အခု breaking news ဆိုပြီးတော့ဒီ BBS stream မှာတင်လာတယ်အခြားသတင်းတွေမှာလည်းတင်လာကြပြီနိုင်တောင် ဒီစခန်းကုန်းကိုလုံးဝအလုံးစုံတိမ့်ပိုက်ရှင်းလင်းပြုပါပြီတကယ်ဆက်တဲ့နေ့ထိကတိမ့်ပိုက်ထားတာဒါပေမဲ့ငယ်မျိုးရှင်းလင်းမှုအပြည့်အဝမရသေးလို့နော်ဗီဒီယိုဖိုင်တွေပါတင်ပေးထားဖို့ကဒီတွေ့ရမလားโอเคကိုစီကျေးဇူးတင်လေဒီလိုမျိုးခွင်းငတ်ထင်းကိုဆုံးမပေးတဲ့အတွက်ဒီကောင်နေကျွန်တော်မတောက်ဆောက်ရှက်လဲမရှိဘူးเนาะပြောလိုက်ရင်ဟွာဖြစ်တယ်ပြောလိုက်ရင်သူတို့ပဲဆရာကြီးသူတို့ပဲတိသူတို့ပဲတက်တကယ်တကယ်စားရှိရင်ရခိုင်ပြည်မှာမင်းတွတ်တိုက်လေကွာငါ့ကောเนาะနေပြည်တော်ကနေအာချောင်းနေနဲ့ ဟိုနောက်ပြီးတော့သူတို့ရဲ့ပုံစံကိုလည်းကြည့်ဦးခုနကျွန်တော်တင်ခဲ့တဲ့ခုနသတင်းလိုပဲဝင်းရင်တုံးနဲ့ရိုက်တက်တာလည်းဒီကောင်တွေနည်းသေးတယ်ဗျသူတို့ခွေးတက်တဲ့အကောင်တွေကတယောက်မှအချိုးပြေတဲ့ကောင်မရှိဘူးပြည်သူကိုအမျိုးမျိုးနှိပ်စက်ညှဉ်းပန်းနော်ပြည်သူမကြိုက်တာဆိုအကုန်လောက်တယ်ဗျသူတို့လောက်ချင်ရလောက်တယ်အဲ့လိုကောင်တွေကိုကျွန်တော်တို့က ကျွန်တော်နိုင်ငံကိုအုပ်ချုပ်စေချင်တာလားကျွန်တော်တို့အုပ်ချုပ်ချင်အုပ်ချုပ်စေချင်တာလားကျွန်တော်တို့ကလုံးဝ no ပါအဲ့တော့ဒီခွေးငထင်းကိုကျွန်တော်မိသားစုတွေရဲ့အမြင်လေးကိုတစ်ချက်ပြောသွားပေးပါလို့တောင်းဆိုရင်းနဲ့ဂျေစုတင်တယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဖက်တော်သားတယောက်ချင်းတော်နန်နေ့တည်းပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့